မင်္ဂလာပါရှင်။ကြားလာကြပါတော့ပန်းများတခင်ဥယျာဉ်မှုဘမဆရာကြီးဆရာမကြီးများ။ကျမတို့ကိုမမကကန်ဆုံးဖြတ်အမှတ်ပေးကြမယ်အကဲဖြတ်တိုင်းလူကြီးမင်းများ။လေးစားရပါတော့ဂုံဒီရှိဧည့်သည်တော်ကြီးများနဲ့ပညာသက်ဆန်းပွင့်လန်းလာကြမယ်ဝီယာကိုပိုင်လေတန်းကျောင်းမှကျောင်းသားကျောင်းသူလေးများအားလုံးကိုစိတ်နှပြားကျမ်းမှချမ်းသာမင်္ဂလာပေါင်းနှင့်ပြည့်စုံမီ ဒုံမရှိကြပန်းလို့လမ်းဆန်းနိုင်ပါစေကြောင်းဥစာပနမနှုတ်ခွန်းဆက်တာလိုက်ရပါလိမ့်ရှင်။ဒီမှာတော့ညကောင်းခင်ရန်ကဖြည့်စင်သက်ရှင်တဲ့လာမင်းလေးလိုပဲစိတ်သဘောထားဖြည့်စင်ပြီးအမြဲတမ်းပဝင်ခြင်းကိုအေးချမ်းမှုနဲ့အကောင်းမြင်စေတွေပေးနိုင်သူတို့ဖြစ်တဲ့အထမဓမ္မကျောင်းသူမလောင်ဝင်ချူပဲဖြစ်ပါရဲ့ရှင်။ ီကနေ့ကျမရှင်ပြိုင်မဲ့ကြပန်ကောင်းဆောင်လေးကတော့ IT ပညာရှင်ဖြစ်ခဲ့သောဆိုတဲ့ကောင်းဆောင်လေးပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါ။ကျမရဲ့ခုနှစ်ထိုင်နေတဲ့ဒီကဘာကြီးဟာညီပညာနဲ့စက္ကန့်တိုင်းရအသက်ရှင်နေပါပြီ။ဒီလိုခင်မှာ IT ပညာရှင်ဆိုတာဟာလေအနာဂတ်ရဲ့ဘီတုကပညာရှင်တွေလိုပါပဲ။ကျမက IT ပညာရှင်တူဖြစ်ခဲ့နေဆိုရင်ဒီပညာကိုခုရေတွင်သူခုရေကြည်တောက်ခြင်းဆိုတဲ့စိတ်ဓာတ်မျိုးနဲ့မဟုတ်ပဲ ရေရှည်အတွက်ခိုင်မာတဲ့အနာဂတ်ကိုပုံဖော်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါ။ဒီမှာဆိုနေရတော့ကျမဟာ digital ကွာဟာချက်ကိုကျင်းပစီဖို့လှုပ်ဆောင်ပါမယ်။အမ်လိုမျိုးလဲဆိုရင်မြို့ပြနဲ့ကျေးလမ်းမှာနေထိုင်တဲ့ပြည်သူတွေတက်နိုင်တဲ့ဈေးနှုန်းနဲ့အင်တာနက်ကိုသုံးစွဲနိုင်ဖို့အတွက်အခြေခံအဆောက်အအုံတွေကိုတည်ဆောက်ပေးသွားပါမယ်။ အဲပြီးရင်ညီပညာဆိုင်ရာ အသိပညာတွေကိုအခမဲ့တင်ကြားနိုင်မဲ့ platform တွေ mobile application တွေကိုဖန်တီးပေးသွားပါမယ်။နောက်တစ်ခုကတော့ပညာရှိအိုလူဘဝမှာလွယ်အိုဆိုတဲ့အတိုင်းပညာရဲ့ဖွင့်လန်းဟာနေရာဒေသကြောင့်ပိတ်ဆို့မခံရစေတဲ့လူတိုင်း IT ညီပညာကိုအသုံးပြုပြီးတော့လွယ်လွယ်ကူကူရယူနိုင်အောင်လှုပ်ဆောင်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ အဒုတိယချက်အနေနဲ့အရေးကြီးဆုံးဖြစ်တဲ့ cyber လုံခြုံရေးဖြစ်ပါတယ်။အခုဆိုရင်ဤပညာတွေတိုးတက်လာတဲ့အနေမြား cyber ချိန်ချောင်းမှုတွေဟာလည်းပိုပြီးတော့ကြီးမားလာပါတယ်။ဒါကြောင့်တော်ထားမှဓာပြမယ်မတိချစ်မသွားအောင် ကြိုတင်ကကွယ်ရမှာပါ။အသုံးပြုသူတွေရဲ့သတင်းချက်လက်တွေလုံခြုံမှုရှိစေဖို့အတွက်ကာကွယ်ရေးစနစ်တွေကိုရေးဆွဲတည်ဆောက်ပါမယ်။ဒီ hacker ရဲ့ရန်ကိုလည်းခုခေတ်ကာကွယ်ဖို့အချက်လက်တွေယူဆမှုမရှိအောင်လည်းအစံကုန်ကြိုးပမ်းပါမယ်။ နောက်တစ်ခုကတော့လူငယ်တွေ IT နဲ့ပဲမှာစိတ်ဝင်စားမှုပို့ပြီးရရှိအောင် robotic AI နဲ့ကုတ်တင်ဘာသာရပ်တွေကိုကျောင်းသင်ယူထဲမှာအစင်းမြင့်တင်ဖို့အတွက်ပူပေါင်းဆောင်ရွက်မှာဖြစ်ပါရဲ့ရှင်အဲတတိယကျကတော့အဲဤပညာကိုစီးပွားရေးနဲ့စိုက်ပျိုးကဏ္ဍမှာအပြည့်အဝအသုံးချပါမယ်။စဘာကြီးရင်ကောက်လိုင်းပါဆိုသလိုပဲ IT စနစ်နဲ့ data တွေကိုသုံးပြီးတော့တောင်းသူလယ်သမားတွေအတွက်ယာတီဥတုခမရာတွေ site ပြုံးမှုနည်းလမ်းကောင်းတွေပေးရမျိုးတွေကိုလောက်ဆောင်ပါမယ်။ပြီးရင်ကျန်းမာရေးကဏ္ဍပိုင်းမှာဆိုရင်လည်း AI စနစ်ကိုအသုံးပြုပြီးတော့ကျေလက် data ကဆေးရုံစည်းကမ်းတွေမှာဆရာဝန်မရှိအောင်မှာယောဂရှာဖွေမှုကိုပို့ပြီးတော့တီတီကြကြမြင်းမြန်ဆဆန်နဲ့လောက်ဆောင်နိုင်မဲ့ဉာဏ်ပညာတွေကိုတိဆောက်ပြီးသွားမှဖြစ်ပါရဲ့ရှင်။ အဲ့တော့အဲ့ဒီလိုလုပ်ချင်အားဖြင့်အောက်ခြေကလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်မှနိုင်ငံရဲ့စီးပွားရေးကဏ္ဍတစ်ခုလုံးမှာကြီးပွားတိုးတက်လာမှာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါညီကောင်ချုံအနေနဲ့ပြောမယ်ဆိုရင်ကျမကတကယ် IT ပညာရှင်တဦးဖြစ်ခဲ့ရင်ကျမဟာရုံးငန်းတရာခုမှသမားတယောက်ပဲဖြစ်နေမှာမဟုတ်ပါဘူး။ ကျမဟာအပြောင်းလဲကိုဖန်တီးပေးသူလုံခြုံမှုကိုတိဆောက်ပေးသူနဲ့အနာဂတ်ကိုပုံတော်ပုံဖော်ပေးသူဖြစ်တဲ့ယက်တီမှာပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်ဒီပညာဟာမောပညာလိုပါပဲ။မှန်ကန်တဲ့ရည်ရွယ်ချက်တွေသုံးမယ်ဆိုရင်ကျမတို့နိုင်ငံရဲ့အိမ်မက်တွေမျှော်မှန်းချက်တွေကိုအကောင့်ထဲပေါ်ပေးနိုင်မှာတည်ကြပါရဲ့ရှင်။ ဲ့တော့ကျမဟာ ID ရဲ့စွမ်းအောက်ကိုအသုံးပြုပြီးတော့မြေသူတဦးတယောက်မှနောက်ကျန်ခဲ့ခြင်းမရှိစေရဆိုရဲခံယူချက်နဲ့ပုံမှန်မျှတာတဲ့ဤပညာခက်ကိုတိဆောက်သွားပါမယ်လို့ကြည်ပြုရင်မိဂေါ်ထောအပ်လိုက်ရပါတယ်ရှင်။